တောင်ကြီးမြို့၌နိုင်ငံဝင်နှင့်ငြိမ်းစာမိဘပြည်သူများအစဉ်ပြေချုံးမွေ့မြန်ဆန်စွာဖြင့်ပင်စင်လာစာများကိုလာစဉ်ပုံမှန်ထုတ်ပေးလျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင့်နယ်တောင်ပိုင်းတောင်ကြီးမြို့မြမစီးပွားရေးဘဏ်မှတောင်ကြီးမြို့နယ်ရှိပင်စင်စာနိုင်ငံဝင်နှင့်ငြိမ်းစာမိဘပြည်သူများရုံဖွင့်ချိန်နဲ့နှက်ပိုင်းမှစတင်၍ပင်စင်လာစာများအစဉ်ပြေချုံးမွေ့မြန်ဆန်စွာဖြင့်လာစဉ်ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ တောင်ကြီးမြို့နယ်တွင်နိုင်ငံဝင်နှင့်အငြင်းစားဥယေ9300ကျော်ရှိပြီးပင်စင်စားများအနေဖြင့်မိမိတို့အစဉ်ပြေသည့်နေ့တွင်နိုင်ငံတော်အစိုးရကသတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပါလစဉ်21ရက်မှ နောက်လ20ရက်နေ့ထိလာရောက်ထုတ်ယူနိုင်ကြောင်းနှင့်နိုင်ငံဝင်နှင့်အငြင်းစားများအနေဖြင့်ပင်စင်စားများထုတ်ယူရာတွင်ပင်စင်အလွဲသုံးစားမှုမဖြစ်စေရနိုင်ငံတော်ဗန်ဒံငွေဆုံးရှုံးမှုမရှိစေရတို့အတွက်မြန်မာစီးပွားရေးဘဏ်ဖွင့်လှစ်ထားသည့်နေရာဒေသမရွေး ဤပင်စင်ကတ်များဖြင့်ထုတ်ယူနိုင်ရေးအတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနနှင့်ပေါင်းစပ်ညီနိုင်၍စောင်ရွက်လျက်ရှိကြောင်းနှင့်ပင်စင်များထုတ်ယူရာတွင်အခက်အခဲရှိပါကတောင်ကြီးမြို့ခရိုင်မြမစီးပွားရေးဘဏ်မန်နေဂျာထံသို့အချိန်မီဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရပါသည်ခမညာ။